ားလုံးပဲမင်္ဂလာပါ Entropy Gaming ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်လက်ထက်ကိုရောက်နေတဲ့ဒီကောင်လေးကို review သဘောမျိုးလေးလုပ်ပေးသွားမှာပဲဖြစ်ပါတယ်တကယ်လို့ brother က retro game set တစ်လုံးကိုဝယ်ဖို့အစီအစဉ်ရှိနေတဲ့လူတစ်ယောက်ဆိုလို့ရှိရင် DVD လေးကိုအဆုံးထိကြည့်ကြည့်သွားဖို့တိုက်တွန်းလိုက်ချင်ပါတယ်ဒါဆိုလို့ရှိရင်စလိုက်ရအောင် ီနေ့ကျွန်တော် review လုပ်ပေးခြင်းတဲ့ဂိမ်းဆက်လေးကတော့ Trimui ရထုတ်ထားတဲ့ Trimui Smart Pro ဆိုတဲ့ Retro Handheld Console ဂိမ်းဆက်လေးပဲဖြစ်ပါတယ်။ပြီးတော့ဒီ video က sponsor video မဟုတ်ပါဘူး။ကျွန်တော်ရဲ့အကိုတယောက်ကသူ့ဝယ်ထားတဲ့ဂိမ်းဆက်လေးကို review ပေးပါအောင်ဆိုတာနဲ့လုပ်ဖြစ်သွားတာပေါ့နော်။ It's black and white ီရိုပြူးပြူးနဲ့လေကိုထောက်ပံ့ပေးတဲ့ကိုတရားကိုဒီနေရာကနေကျေးဇူးများအားတင်ပါတယ်။ဒါဆိုလို့ရှင် TrimUI ဆိုတာဘာလဲဆိုတာနဲ့အရင်ဆုံးစလိုက်ရအောင်။ TrimUI ဆိုတာက Retro Hand နဲ့ Console တွေကိုထုတ်ပြီးတော့ရောင်းတဲ့တရုတ်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Sony တို့လိုကိုပိုင်ခင်မရှိဘူး၊တမိုင်းကြောင်းခိုင်ခိုင်မာမာလည်းမရှိသေးဘူး။နောက်ဆုံး website တောင်လုပ်ထားတာတိတ်မကြသေးဘူးလို့ပြောရမယ်။အတူချုပ်ပြောရမယ်ဆိုလို့ရှင် TrimUI ကအရင်ခေတ်ကဂိမ်းတွေကိုတနေရာထဲမှာထည့်ဆော့နိုင်တဲ့ဂိမ်းဆက်တစ်ခုပါပဲ။ ဒါဆိုဒီကောက်မှာဘာဂိမ်းတွေထည့်ကစားနိုင်လဲ ဒီဂိမ်းစက်ထဲမှာအရင်ခေတ်ကဂိမ်းတွေဖြစ်တဲ့ Nintendo, Super Nintendo, Atari 2600, 9800, Game Boy System 1 2 3, Game Boy, Game Boy Color, Game Boy Adventure, Nintendo 64, Nintendo DS, Neo Geo စတဲ့ဂိမ်းပေါင်း16000အပြင်အမြင်ဂိမ်းအနေနဲ့ဆိုလို့ရှိရင် PS1 နဲ့ PSP အထိပါစော်ကစားနိုင်ပါတယ်။ပြီးတော့ SD ကရဲ့စက်ဝင်နိုင်မှုပေါ်မူတည်ပြီးတော့မှဂိမ်းအနည်းအများကွာသွားမဲ့အပြင်ပါလာမဲ့ဂိမ်း platform တွေလည်းကွာခြားသွားမှာပါ။ ဂိမ်းဆက်ရဲ့ big quality ဘိုင်းကိုပြောရမယ်ဆိုလို့ရှိရင်ငါလက်မှအကျယ်ရှိတဲ့မျက်နှာပြင်ကအရင်လဲမကြည့်ဘူးအရင်လဲမသိဘူးအနေတော်ပဲဒါအပြင်သူ့မှာပါတဲ့ 720p resolution ကလည်း retro gain တွေအတွက်တော့လုံလောက်တယ်လို့ခံစားရတယ်။ဘေးပေါင်တွေကြီးတယ်။ဒီနေ့ခေတ်မှာ screen to body ratio အပြည့်ပေးတဲ့ဖုန်းတွေကိုအသားပေးကင်နေကြတဲ့သူတွေအတွက်ကတော့ဒီပေါင်ကြီးကိုပြန်တွေ့ရတာတကယ်ကြီးကိုမျက်စိနှောက်စရာပါ။ပြီးတော့ touch screen မရဘူး။ ဒီဂိမ်းဆက်ကအယောင်၃မျိုးနဲ့လာတယ်အခုကျွန်တော်လက်ထဲကိုရောက်နေတာကတော့အဖြူရောင်ပေါ့နော်တစ်ခုလုံးကပလတ်စတစ်သားပဲမဲ့အပေါ်စားလို့လုံးဝမခံစားရဘူးအဖြူဆိုတော့စွန်းထင်းလွယ်တယ်အဲ့ဒီအဖြူကပဲအလှဆုံးပေါ့နော်ပြီးတော့သူ့မှာပါတဲ့ခလုတ်တွေခလုတ်တွေကကျွန်တော်အတွက်နည်းနည်းတော့မဟုတ်ဘူးတော်တော်လေးကိုသေးတယ်လို့ခံစားရတယ်အထူးသဖြင့် R1 L1 ခလုတ်တွေမြောင်မြောင်လေးပုံမှန်ဂိမ်းခလုတ်တွေလို့ဒီပေါ်လက်လေးချောင်းတင်ဆော့လို့မရဘူး guitar hero လို့ဂိမ်းမျိုးတော့ဆော့ဖို့မတွေးလိုက်နဲ့ယူသွားလိမ့်မယ် ဒါပေမဲ့ခလုတ်လေးတွေရဲ့တိဆောက်ပုံကချစ်လက်တဲ့တက်ရက်တဲ့ clicky ဖြစ်တဲ့တင်းနေရလေးတစ်ခုပဲပေါ့နော်ကျွန်တော်တွေးမိရဲ့ဒီ retro game တွေကိုပြန်စောကြတာ90ဘွန်30ကျော်အရွယ်ကြီးများတယ်ဒီအရွယ်ကြီးကလည်းအကောင့်တွေကကြီးနေပြီဒီလို game set မျိုးက10ကျော်သက်အရွယ်လေးတွေရဲ့လက်ကလေးတွေနဲ့မှပဲအဆင်ပြေမှာပေါ့နော်အဲ့ဒီကလေးတွေကလည်း graphic ကောင်းတဲ့ mobile game တွေအများကြီးရှိတဲ့အထက်မှာဘာကိစ္စနဲ့ဒီဟာကိုရွေးမလဲပေါ့နော် ဒီဂိမ်းဆက်မှာတုံးပေးထားတဲ့ all winner A133 plus ချစ်ဆက်က PSP ဂိမ်းတချို့ကိုကောင်းကောင်းမရန်နိုင်ဘူးဥပမာ God of War လိုဂိမ်းမျိုးပေါ့ဒီကောင်ကအမျိုးလိုက်တာကိုပြန်ရန်ထားတာဖြစ်လို့အပြစ်ပြောလို့ရလဲမရပြန်ဘူးဒါ PPSSPP မှာတော့မှ God of War ဆော့ရတာအရန်ကိုချောမွေ့မနေဘူးပေါ့နော်ကားဂိမ်းတွေကတော့ AA စစ်စစ်ဆော့လို့ရတယ် brand 1k ဖြစ်လို့လဲပါလိမ့်မယ် GPU နည်းက imagination power VR G 6300ကိုတုံးပေးထားတယ်။အဲ့ဒီ PSP game တချို့ကလွဲလို့ကျန်တဲ့ game တွေကတော့ကောင်းကောင်းကြီးဆော့လို့ရတယ်။အ ਨੇ ဆုံးဒီလို retro hand နဲ့ game set တွေမှာ PS2 လောက်ထည့်ပေးနိုင်မှသာဈေးကွက်ကိုထိုးပေါက်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်။မျက်နှာပြင်မှာအဓိက cloud တွေဖြစ်တဲ့ direction cloud တွေ ABXY နဲ့ joystick ကနှစ်ခု step select menu ဆိုတဲ့ cloud တွေပါမယ်။အပေါ်ဘက်မှာ R1 R2 L1 L2 အဝါခလုတ်နဲ့ဗောလုံးပတန်ခလုတ်တွေအပြင်ကွန်ထရိုလာနဲ့ချိတ်ဆက်ကစားနိုင်တဲ့ hot ဆိုတဲ့အပေါက်ကလေးလည်းပါလေဦးမယ်။အောက်ဘက်မှာတော့ function key, type c အသွင်းပေါက် mouse ပေါက် sd card slot နဲ့နှကြက်ပေါက်တို့ပါဝင်ပါတယ်။ sd card ကဖြုတ်ရတဲ့အလွယ်ပြီးတော့မှကိုကြိုက်တဲ့ဂိမ်းတွေကိုလည်းစိတ်ကြိုက်ထက်ထည့်ပြီးတော့စော့နိုင်သေးတယ်။အသွင်းပေါက်ကတော့5 volt ရှိတဲ့တာမန်ဖုန်းအသွင်းနဲ့ခြားခြားနဲ့တွင်းလို့ရမယ်။သူ့ရဲ့ original မှာကြိုးတစ်ချောင်းပဲပါတယ်။အသွင်းကောင်းပါမလားဦး။ 0 to 90%လောက်အားပြေဖို့အတွက်ကို2နာရီခွဲလောက်တော့ကြာတယ်။ဒါအောင်နှေးရဆိုပြီးတော့အခုခေတ်120ဝဲခြားခြားလို့လို့အားသွင်းကောင်းနေနေတော့မဆန်းကြည့်စေချင်ဘူး။ဆန်းလို့ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်။ function key အား setting ထဲမှာကိုကြိုက်တဲ့ function ကိုပြောင်းလို့ရတဲ့အဖွင့်အပိတ်ခလုတ်တစ်ခုပါပဲ။ဝိုင်းနေနေရ213 gram ရှိပြီးတော့မှလက်ထဲမှာကန်ရတဲ့ fee ကတာမန်ဖုန်းနေနေရှင်နည်းနည်းလေးပေါ့တယ်လို့ခံစားရတယ်။ သူ့မှာပါတဲ့ studio speaker နှစ်ခုဟာအတန်းအားအရင်ကြီးတော့မကျယ်ဘူး LED ring light တွေနဲ့အသွင်းတဲ့အခါပြပေးတဲ့ဒါ trim UI logo ပုံစံ LED လေးလေးပါအောင်မယ် battery အနေနဲ့က9000 mAh ကိုမှဇက်တိုက်ဆော့မယ်ဆိုလို့ရှိရင်9နာရီကျော်မနာတဲ့ဆော့နိုင်မယ်လို့ဆိုထားတယ်။ကျွန်တော်စမ်းကြည့်တော့ PS1 game ကို9နာရီအထက်ဆော့နိုင်တယ်ပေါ့နော်။ဒီတစ်ခုကတော့တကယ်မိုက်တဲ့အချက်တစ်ခုပဲ။ပြီးတော့ Wi-Fi လည်းစပုတ်ပေးထားတော့ဒီလို game ဆက်မျိုးနှစ်ခုရှိုံနဲ့နှစ်ယောက်ချိတ်ဆက်ပြီးတော့ဆော့ကစားနိုင်တယ်။ဒီစတဲ့မှာ media player လဲပါတော့ရုပ်ရှင်တွေထည့်ပြီးတော့ပဲကြည်မလားတချင်းမဲနားထောင်မလား okay တယ်ကျန်တာတော့ပြောစရာတိတ်မရှိတော့ဘူး L3 R3 cloud တွေ support မပေးဘူး vibration motor ကလည်းတစ်လုံးပဲပါတယ်ဈေးနှုန်းကလည်းလက်ရှိငွေဈေးနဲ့ဆိုလို့ရှိရင်ဘတ်2900ဝန်းကျင်မြန်မာငွေဈေးနဲ့ဆိုလို့ရှိရင်3သိန်းခွဲဝန်းကျင်လောက်ကျတဲ့မယ်ပေါ့အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ဈေးတန်းနဲ့ပြန်ရတဲ့ spec တွေကတိတ်ပြီးတော့မတန်ဘူးလို့ခံစားရတယ်ဒါလည်းလက်ရှိငွေဈေးကြောင့်ပေါ့နော်ဒီကောင်ရဲ့ system က linux စနစ်ဆိုတော့ open source ဖြစ်လို့တိုက်တဲ့ system ကိုပြောင်းလို့ရတယ်လို့ပြောတယ်ဒါက touch pad ဆိုတော့ကျွန်တော်လည်းအရင်နားမလဲဘူး ချစ်ရတဲ့လောက်ကကျွန်တော်တို့ဖုန်းတွေမှာထည့်ဆော့နိုင်တဲ့ emulator တွေကိုပြန် run ထားတာပဲဒီဂိမ်းဆက်ထဲကဂိမ်းတွေအကုန်ဖုန်းထဲမှာ free ဆော့လို့ရနေတဲ့အချိန်မှာဒါကရွေးချယ်စရာတခုလို့ကျွန်တော်မမြင်ဘူးကျွန်တော်ဒါဘယ် review တွေပေးနေပြီမဲ့ YouTube မှာတော့ reviewer တော်တော်များများမျက်စိကျနေတဲ့ဂိမ်းဆက်ဆိုလို့ရှင်လဲမမဟုကောင်းတဲ့အချက်ကိုပဲရွေးပြောရမယ်ဆိုလို့ရှင်ဒီဂိမ်းဆက်က retro vibe ကိုအပြည့်အဝပြန်ပြီးတော့ပေးစွမ်းနိုင်တယ်။ကံရတာ heavy ဖြစ်မနေဘဲနဲ့တွားလျာကိုလွယ်လွယ်ကူကူတည်ယူနိုင်တယ်။ battery ကလည်းအမုန်းဆော့ဆိုတဲ့အထဲကိုပါတယ်။ ခုလိုမီးပြတ်နေတဲ့ကာလမှာဒီကောင်လေးကတော်တော်လေးကိုအားကိုးရတဲ့အထယ်ကိုပါတယ်။ကိုကအရင်ခေတ်ကဂိမ်းတွေတည်းက favorite ဖြစ်တဲ့ဂိမ်းတွေကိုအားတဲ့အချိန်တိုင်းမှာပြန်ဆော့ခြင်းနဲ့ပုံးတွေလိုမျိုးပဲလက်နှချောင်းနဲ့ screen ပေါ်မှာနှိပ်ရအောင်လဲအားမရဘူး။ wifi မရမီးမရတဲ့နေရာမှာရောက်နေမယ်ဆိုလို့ရှိရင်တော့ဒီဂိမ်းဆက်မှမဟုတ်ဘူးဒီလို retro hand နဲ့ဂိမ်းဆက်တစ်လုံးကိုစောင့်အောင်ဆောင်ထားတင်ပါတယ်။ တကယ်လို့ကိုကငငယ်တော့ခင်းနေကိုအလွမ်းပြေလောက်ပဲပြန်ဆော့မယ် wifi မှန်နဲ့မီးမှန်ပြီးတော့ device တွေနှစ်ခုသုံးခုလောက်ကန်ရမှာရှုပ်တယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်ရဲ့ Android Gaming Facebook Page YouTube Channel Telegram Channel နဲ့ TikTok Account တို့မှာနေ့စဉ်ဆော့လို့ကောင်းမဲ့ game review လေးတွေကိုအမြဲတင်ပေးနေရမို့လို့ like follow subscribe နဲ့လှူထားကြဖို့မေတ္တာရက်ခံကြပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ပြန်တွေ့ပါအောင်မယ် Hello, man. See you guys. You even get some